နနလိုင်းရဲ့ခင်မောလွတ်လာပြီမင်းဒီလိုအကြောင်းရင်းနေကြောင်းမလွတ်နိုင်သေးတဲ့ခံနေကြည့်မျိုးသားကိုခံနိုင်နနလိုင်းရဲ့ခင်မောတဲ့ဇီတီဟာလွတ်မြောက်လာပြီမင်းသူမရဲ့ခင်မောတဲ့မလွတ်မြောက်လို့ဝမ်းနေနေရတာကခိုင်တင်းကြည့်ပါခိုင်နေကြည့်ကခင်မောတဲ့အတွက်ပဋ္ဌာန်းဒေသနာရေးရွတ်ဖက်ပူဇော်ကပြန်လည်လွတ်မြောက်လာစေဖို့ဆုတောင်းပေးခဲ့ပြီမင်းခင်မောဖြစ်သူနဲ့မဆုံစည်းနိုင်သေးတာဖြစ်ပါတယ်ခိုင်တင်းကြည့်ဟာပြိတ္တခိုင်မာရရှိထားတဲ့မင်းမီတယောက်ဖြစ်ပြီးစကားပြောဆိုတင်းဥဆောင်မှုကထူးခြားတော်လက်နေရကြောင်းလည်းပြိတ္တတွေက မပေါ်ကျလို့ချစ်စနိုးတဲ့ခေါ်ကချစ်ခင်အားပေးခဲ့ကြတာပါဒီလိုပြိသက်တွေချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့ခိုင်တင်းကြီးဟာငယ်ရွယ်ချိန်မှာစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်တဲ့လက်ထက်ခဲ့ကသမီးလေးစံထိတ်ထောင်းကိုမွေးဖွားပြီးတော့တာမီတာဖာတောင်းရောင်းနဲ့တာယာပျော်ရွှင်တဲ့မိသားစုဝါလေးကိုတိစောက်ထားနိုင်ခဲ့တာပါဒါမှမဟုတ်ပြီးခဲ့တဲ့နှစ်တွေမှာတော့ခိုင်တင်းကြီးရဲ့မျိုးသားစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်ဟာတစုံတစ်ခုသောအကြောင်းနဲ့ကြောင့်ဖန်ဆီးခင်ရကအကျဉ်းချသွားခဲ့ရတာပါဒါကြောင့်လည်းတင်းဥဆောင်မင်းမေခိုင်တင်းကြီးဟာမင်းသမီးလေးစံထိတ်ထောင်းနဲ့တော့ တာမီမီယာဘဝကိုရုန်းကန်နေရတာဖြစ်ပါတယ်။ခံသိညီရဲ့ခင်ဝန်းတဲ့နဲ့တူနနာလိုင်းရဲ့ခင်ဝန်းတဲ့ပါအဖမ်းခံထားရတာပါ။ဒါမှလည်းခုခါမှာတော့နနာလိုင်းရဲ့ခင်ဝန်းတဲ့ကိုစီတီဟာကလွမြောက်ပြီးတော့လက်ငင်းချမ်းသာခွင့်နဲ့ပြန်လည်လွမြောက်လာပေမဲ့လည်းခံသိညီရဲ့ခင်ဝန်းကိုခန့်နိုင်ကတော့မလွမြောက်နိုင်သေးတာဖြစ်ပါတယ်။ဒါလည်းခံသိညီရဲ့ခင်ဝန်းတဲ့ပြစ်မှုဟာနနာလိုင်းခင်ဝန်းရဲ့ပြစ်ဒဏ်နဲ့မတူလို့မလွမြောက်နိုင်သေးတာဖြစ်တယ်လို့လည်းသိရပါတယ်။နနာလိုင်းရဲ့ခင်မောလွတ်လာပြီမေဒီလိုအကြောင်းရင်းနေကြောင်းမလွတ်နိုင်သေးတဲ့ခိုင်သိကြီးမျိုးသားကိုခံနိုင် နနာလိုင်းရဲ့ခင်မွန်းတဲ့ဇီတီဟာလွမြောက်လာပေမဲ့သူမရဲ့ခင်မွန်းတဲ့မလွမြောက်လို့ဝမ်းနေနေရတာက ခိုင်တင်းကြည့်ပါခိုင်တင်းကြည့်ကခင်မွန်းတဲ့အတွက်ပဋ္ဌာန်းဒေသနာရေးရွတ်ဖက်ပူဇော်ကပြန်လည်လွမြောက်လာစေဖို့ဆုတောင်းပေးခဲ့ပေမဲ့လည်းခင်မွန်းဖြစ်သူနဲ့မဆုံစည်းနိုင်သေးတာဖြစ်ပါတယ်ခိုင်တင်းကြည့်ဟာပြိသက်ခိုင်မာရရှိထားတဲ့မင်းမီတယောက်ဖြစ်ပြီးစကားပြောဆိုသင်ယူဆောင်ဖို့ကအထူးခြားတက်လက်နေရကြောင်းလည်းပြိသက်တွေကမပေါ်ကျလို့ချစ်စနိုးတဲ့ခေါ်ကချစ်ခင်အားပေးခဲ့ကြတာပါဒီလိုပြိသက်တွေချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့ခိုင်တင်းကြည့်ဟာ ရရချင်းမှာစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်တဲ့လက်ထက်ခေကသမီးလေးစံထိတ်ထောင်းကိုမွေးဖွားပြီးတော့တာမီတာဖာ၃ယောက်နဲ့တာယာပျော်ရွှင်တဲ့မိသားစုဝါလေးကိုတိစောက်ထားနိုင်ခဲ့တာပါ။ဒါမှလည်းပြီးခဲ့တဲ့နှစ်တွေမှာတော့ခိုင်နှင်းကြီးရဲ့မျိုးသားစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်ဟာတစုံတစ်ခုသောအကြောင်းနဲ့ကြောင့်ဖန်ဆီးခံရကအကျဉ်းချသွားခဲ့ရတာပါ။ဒါကြောင့်လည်းတင်းဆောင်မင်းမေခိုင်တင်းကြီးဟာမင်းသမီးလေးစံထိတ်ထောင်းနဲ့တူတာမီမီရဘဝကိုရုန်းကန်နေရတာဖြစ်ပါတယ်။ခိုင်တင်းကြီးရဲ့ခင်ဝန်တွေနဲ့တူနနာလိုင်းရဲ့ခင်ဝန်တွေပါအဖမ်းခံထားရတာပါ။ ။ဒါမှမဟုတ်ခုခါမှာတော့နန္ဒလိုင်းရဲ့ခင်မွန်းတဲ့ကိုစီတီဟာကလွမြောက်ပြီးတော့လွင်ငင်းချမ်းသာခွင့်နဲ့ပြန်လည်လွမြောက်လာပေမဲ့လည်းခိုင်တင်းကြီးရဲ့ခင်မွန်းကိုခန့်နိုင်ကတော့မလွမြောက်နိုင်သေးတာဖြစ်ပါတယ်။ဒါလည်းခိုင်တင်းကြီးရဲ့ခင်မွန်းနဲ့ရဲ့ပြစ်မှုဟာနန္ဒလိုင်းခင်မွန်းရဲ့ပြစ်ဒဏ်နဲ့မတူလို့မလွမြောက်နိုင်သေးတာဖြစ်တယ်လို့လည်းသိရပါတယ်။နနလိုင်းရဲ့ခင်မွန်းလွတ်လာပြီမင်းဒီလိုအကြောင်းရင်းနေကြောင်းမလွတ်နိုင်သေးတဲ့ခိုင်နေကြီးမျိုးသားကိုခန့်နိုင်နနလိုင်းရဲ့ခင်မွန်းတဲ့ဇီတီဟာလွတ်မြောက်လာပြီမင်းသူမရဲ့ခင်မွန်းတဲ့မလွတ်မြောက်လို့ဝမ်းနေနေရတာကခိုင်တင်းကြီးပါခိုင်နေကြီးကခင်မွန်းတဲ့အတွက် ပထမဒေသနာတွေရွတ်ဖက်ပူဇော်ကပြန်လည်လွတ်မြောက်လာစေဖို့ဆုတောင်းပေးခဲ့ပေမဲ့ခင်မောဖြစ်သူနဲ့မစုံစည်းနိုင်သေးတာဖြစ်ပါတယ်။ခိုင်နှင်းကြီးဟာပြည်သက်ခိုင်မာရရှိထားတဲ့မင်းမီတယောက်ဖြစ်ပြီးစကားပြောဆိုသင်ယူဆောင်ဖို့ကအထူးကြောင့်တော်လက်နေရကြောင်းလည်းပြည်သက်တွေကမပေါ်ချွတ်လို့ချစ်စနိုးတဲ့ခေါ်ကချစ်ခင်အားပေးခဲ့ကြတာပါ။ဒီလိုပြည်သက်တွေချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့ခိုင်နှင်းကြီးဟာငယ်ရွယ်ချိန်မှာစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်တဲ့လက်ထက်ခေကသမီးလေးစံထိတ်ထောင်းကိုမွေးဖွားပြီးတော့တာမီတာဖာ၃ယောက်နဲ့ တာယာပျော်ရွှင်တဲ့မိသားစုဝါလေးကိုတိဆောက်ထားနိုင်ကြတာပါ။ဒါမှမဟုတ်ပြီးခဲ့တဲ့နှစ်တွေမှာတော့ခိုင်သိန်းကြီးရဲ့မျိုးသားစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်ဟာဒဇုံတစ်ခုသောအကြောင်းနဲ့ကြောင့်ဖန်ဆီးခင်ရကအကျဉ်းချသွားခဲ့ရတာပါ။ဒါကြောင့်လည်းတင်းဆောင်မင်းမေခိုင်သိန်းကြီးဟာမင်းသမီးလေးဆန်ထိတ်ထားအောင်လုပ်တော့တာမီမီယာဘဝကိုရုန်းကန်နေရတာဖြစ်ပါတယ်။ခိုင်သိန်းကြီးရဲ့ခင်ဝန်တဲ့နဲ့တူနနာလိုင်းရဲ့ခင်ဝန်တဲ့ပါအဖမ်းခံထားရတာပါ။ဒါမှမဟုတ်ခုခါမှာတော့နနာလိုင်းရဲ့ခင်ဝန်တဲ့ကိုစီတီဟာကလွတ်မြောက်ပြီးတော့လူငယ်ချင်းချမ်းသာခွင့်နဲ့ ပြန်လည်လုံးမြောက်လာပေမဲ့လည်းခိုင်တင်းကြီးရဲ့ခင်မောကုတ်ခတ်နိုင်ကတော့မလုံးမြောက်နိုင်သေးတာဖြစ်ပါတယ်။ဒါလည်းခိုင်တင်းကြီးရဲ့ခင်မောနယ်ရဲ့ပြစ်မှုဟာနန်နလိုက်ခင်မွေးရဲ့ပြစ်ဒဏ်နဲ့မတူလို့မလုံးမြောက်နိုင်သေးတာဖြစ်တယ်လို့လည်းသိရပါတယ်။